ူသားတွေလပေါ်မှာအမြဲတမ်းနေထိုင်ဖို့ပြင်ဆင်နေကြပါပြီဒီတစ်ချိန်လပေါ်ပြန်သွားမယ့်အစီအစဉ်ဟာလပေါ်ဆင်းသက်ယုံတတ်တယ်မဟုတ်တော့ပါဘူးအမေရိကန်ဆိုရ NASA နဲ့နိုင်ငံတကာစီးပွားရေးမိခ်ဖတ်အများပြားတို့ရဲ့အစီအစဉ်အရလပေါ်မှာအခြေဆိုင်စခန်းတနည်းအားဖြင့်ရုံးငယ်လေးတစ်ခုတည်ဆောက်ဖို့ဖြစ်ပါတယ်လပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေဘယ်လိုလုပ်ဆောင်မလဲဆိုတာဘယ်သူမှတည်တည်ပပမပြောနိုင်ပေမဲ့ကမ္ဘာပြင်မှာမှနေထိုင်ဖို့အတွက် ဒီထွင်ဆန်တက်ပြီးလက်တွေ့ကြတဲ့ဖြည့်ဆင်းနေတယ်လို့ရှိနေပါပြီ။အရင်ကလူသားတွေလဘော်ဆင်းသက်ခဲ့တာဟာအလဘဟိုနားကပြန်ပြူပြီးရေဒီယိုဆက်သွယ်ရေးလွယ်ကူတဲ့နေရာတွေမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့နေရာထက်ကလရဲ့တောင်ဝင်ရိုးစွန်ကိုပြစ်မှတ်ထားနေပါတယ်။ဒီနေရာဟာခြိုင်ဝိုင်းကြီးတွေတောင်တန်းတွေနဲ့မီးတောင်အဟောင်းတွေပေါများတဲ့ဒေသပါ။ ခြိုင်ဝမ်းနတ်တွေနဲ့မီးတံဝါအချို့ရဲ့အောက်ခြေတွေဟာနှစ်တန်းပေါင်းများစွာဒါမှမဟုတ်1ဘီလီယံချီပြီးအမြဲတမ်းအရိပ်ချနေရာကြောင်းနေရောင်ခြည်မမြင်ရပါဘူးဒီအေးဆက်တဲ့အရိပ်ထဲမှာရေခဲတွေအများပြားရှိနိုင်တယ်လို့ယူဆရပါတယ်အဲ့ဒီရေခဲတွေကိုတောက်သုံးရေအသက်ရှူဖို့အောက်ဆီဂျင်နဲ့ဒုံးမြန်လောင်စာအခြေခွဲထုတ်အသုံးပြုနိုင်မှာပါ NASA က Artemis အစီအစဉ်အတွက်စဉ်တက်နိုင်မဲ့နေရာ73ခုကိုသတ်မှတ်ထားပါတယ်။အဲ့ဒီနေရာတွေဟာအများအားဖြင့် ခြွိုင်ဝါအနာသက်တွေဒါမှမဟုတ်တောင်ထိတ်နေလေတွေလိုနေရောင်ကြီးအနှဲငယ်ရတဲ့နေရာတွေဖြစ်ပြီးဘေးပလယ်မှာနေဆိုင်တဲ့အရိပ်တွေနဲ့ကျန်းတန်းတဲ့မြေမြစ်နှစ်ဖြင်တွေဝန်းရံနေပါတယ်။သိပ္ပံပညာရှာဖွေတွေ့ရှိမှုအတွက်တော့စိတ်ဝင်စားစရာအလွန်ကောင်းပေမဲ့လဘော်မှာရသက်တပတ်တွေလရီအကြာနေထိုင်အလုပ်လုပ်ရမဲ့လူတွေအတွက်တော့အန်ဒီယားများတဲ့ data တခုလည်းဖြစ်ပါတယ်။ဒါကြောင့်ခိမိစံပြတဲ့အခြေခံအဆအိုးတွေလိုအပ်လာပါပြီ။ ကဘာဘောကမြို့တမျိုးအတွက်လိုအပ်တဲ့အခြေခံအဆောက်အအုံဒီအားလုံးကိုတယံဇာတအလုံးကန့်တတ်ထားတဲ့လူမျိုးရန်လိုတဲ့ပဝင်းကျင်မှာပြန်လည်ဖန်တီးရမှာပါဘယ်ကစရမလဲလမ်းတွေကနေစရပါမလဲရင်းနေမောင်းနေမှုနေတီဆောင်ရေးလုံခြုံရေးလက်ဆောင်ဖို့အတွက်ခိုင်မာတဲ့လမ်းတွေနဲ့စဉ်သက်စခန်းတွေလိုပါတယ်ဒီနေရာမှာဖြည့်ရှင်းရမယ့်အဓိက ပြဿနာကလက်ထုံမုံပါပဲလာရဲ့မင်းတပြင်းတစ်ခုလုံးဟာအလုံးသေးငယ်ပြီးအလုံးပေါ်ပါတဲ့ဖုံမုံအလွားလေးနဲ့ ဖုံလွှမ်းနေပါတယ်။ဒီဖုံမုံတွေရဲ့အစိတ်တစိတ်ချင်းစီဟာကွဲနေမန်စလိုမျိုးထက်မြက်ပြီးပုံပဲ့စေနိုင်ပါတယ်။အပိုလိုမရှင်တွေတုန်းကဒီဖုံမုံတွေဟာအာကာသဝတ်စုံရဲ့အပြင်ဘက်ထွားကိုဖြတ်တောက်ပြီးလေမှုတွေရဲ့ဥထုံမှန်တွေကိုပါခြေရာတွေဖြစ်စေခဲ့ပါတယ်။ပိုဆိုးတာကဒီဖုံတွေဟာကတ်တွယ်တတ်ပါတယ်။ရင်ရဲ့ရေတိုင်ကြီးရေဒီယေတာကို ပိတ်ဆို့ပြီးအပူလွန်ကဲစေတာမျိုးတွေထွက်ခဲ့ပါတယ်။လေထုမရှိဆွဲငင်အားအလွန်နဲ့လာပုံပါ ဖုံနေကန်လိုက်တာနဲ့အဝင်းကိုလွင့်သွားနိုင်ပါတယ်။အပိုလို18စင်းသက်တုံးကမီတာ180အကွာမှာရှိရေဆာဗီယာ3စူဇန်ရေယာဉ်ကိုစင်းသက်ရင်ရေဒွန်းပြန်အင်ဂျင်ကန်လိုက်တဲ့ဖုံတွေကြောင့်တဲမုံတဲ့အပိုးငန်လိုက်ရတယ်လို့ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လောက်ပေါ်မှာအခြေဆိုင်စခိုင်းတစ်ခုတည်ဆောက်မယ်ဆိုမျိုးဖုံမုံတွေကိုတတ်နိုင်သမျှဖေရှားပစ်ဖို့လိုအပ်ပါတယ်။ကာလာဒိုဖြစ်ရှင်းတဲ့အနေနဲ့ရိုင်နိုဆနော့ရနာမည်ပြောင်းပေးထားတဲ့စစ်တပ်သုံးဖုံကြီးငင်းစီတဲ့ဖြန့်စေးမျိုးကိုသုံးနိုင်ပေမဲ့ ဒီပစ္စည်းတွေကိုကဘာကနေတည်ယူရမှာဖြစ်ပြီးလကို మైక్రో ပလတ်စတစ်တွေနဲ့ညှိနှိုင်းစေမှာဖြစ်လို့ရေရှည်အတွက်မကောင်းပါဘူးရေရှည်မှာအသုံးပြနိုင်မဲ့ပိုပြီးရေရှည်တည်တတ်တဲ့ဖြည့်ရှင်းတဲ့ကတော့လရဲ့မျက်နှာပြင်ကိုအေးပြော်ပြီးဖန်လိုခိုင်မာတဲ့အရာဖြစ်အောင်လုပ်ပစ်လိုက်တာပါပဲဥရောပအာဂါဒါအေဂျင်စီ ESA ဟာပေဗာလို့ခေါ်တဲ့စမ်းသပ်မှုနဲ့ဒီနည်းကိုလုပ်ဆောင်နေပါတယ်သူတို့ဟာအစွမ်းထက်လေစာကိုတုံးပြီးလက်ဖုံမှုအတုကိုအေးပြော်ကား ဖာနဲ့တူတဲ့မျက်နှာပြင်အဖြစ်ပြောင်းလဲဖို့စမ်းသပ်နေကြတာပါဒီနီလင်းကတော့1933ခုနှစ်ကနေတဲကိုအရေးပြော်ပြီးကဘာပေါ်မှာလမ်းခင်းဖို့စိတ်ကူးခေရာကနေစတာပါဖန်ဆိုတာအရေးပြော်ထားတဲ့တဲဖြစ်တာကြောင့်ဒီစိတ်ကူးဟာလဘော်မှာတော့အကောင်းဆုံးရွေးချယ်မှုဖြစ်နေပါတယ်လဘော်ကိုအရာမက်လေစာကြီးတဲသွားမဲ့အစားနေအောင်ကြီးကိုစူးစီးသိမ့်မဲ့မှန်ဘလူးကြီးအချို့တစ်ဖြင့် Freesonel Lens လို့ခေါ်တဲ့မှန်ဘလူးကိုအသုံးပြုနေပါတယ် ဒါပေမဲ့လာဟေတောင်ဝင်းယွန်းစွန့်တေတာကနေအောင်ကြီးအားနည်းမှုကြောင့်လေဆာတွေပါလိုအပ်နေပါတယ်။ ESA ကတော့အထူး2စင်တီမီတာရှိတဲ့စတုမီရဲ့မီတာ100လဘော်စင်တက်ခန်းတစ်ခုကို135ရက်ကြာမယ်လို့ခန့်မှန်းထားပါတယ်။ဒါဟာသမားရောကြအကတလာလန်ခန္ဓာထက်အစပေါင်းဒေလာလောက်ပိုနေပေမဲ့လူရကာရမယ်အလုံးကြီးတစ်ခုတော့ဖြစ်လာမှာပါ။လာပေါ်မှာအဓိကတွာလာရင်းတွေကတော့ဖီအားထိန်းထားတဲ့ကားကြီးတွေ pressurized rovers ဖြစ်ပါလိမ့်မယ်။ဂျပန်အာကာသအစီအစဉ် JAXA နဲ့တိုယိုတာတို့ပူးပေါင်းပြီးဖန်တီးနေတဲ့ Luna Cruiser လိုမျိုးယာဉ်တွေဟာအာကာသဝစ်စုံကိုအမြဲတမ်းဝစ်နေစရာမလိုပဲအခြေဆိုင်စခန်းပတ်ပတ်လဲသွားလာဖို့နဲ့ခရီးဝေးစူးစမ်းဖို့အတွက်အသုံးပြုရပါလိမ့်မယ်။ Luna Cruiser ဟာလာဘော်အတွက် RV recreational vehicle လိုမျိုးပါပဲ။အာကာသယာဉ်မှူးနဲ့ရောက်အတွက် 30ဒါမှမဟုတ်ဒီထက်ပိုတဲ့ခရီးစဉ်တွေကိုထောက်ပံ့ပေးနိုင်ပြီးဟိုက်ဒရိုဂျင် လောင်စာဆဲလ်နဲ့မောင်းနှင်မှာဖြစ်ပါတယ်။လဘော်အခြေစိုက်စခန်းကိုချက်ချင်းတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် NASA ကပထမဆုံးလဘော်အိမ်ကိုဒီဇိုင်းထုတ်ထားပြီးပါပြီ။ဒါကို Foundation Surface Habitat လို့ခေါ်ပါတယ်။၎င်းမှာသုံးတပ်ပါဝင်ပြီးတတုပောင်နဲ့လေထွင်းဖောင်းကားနိုင်တဲ့အစိတ်ပိုင်းတို့ကို ပေါင်းစပ်ထားပါတယ်။လူလေးယောက်အထိတလားကနေထိုင်နိုင်ပါတယ်။ မြင်းကြီးတက်တတုဒီဆုပ်ပုံမှာလေလုံကန်းအဲလော့ခ်အာဂါတဝဆုံနဲ့လမြေသားနမူနာတွေဆန်သက်ထို့တိတ်ပန်စခန်းပါရှိပါတယ်ဒုတိယအတက် လေသွင်းဖောင်းကားနိုင်တော်အစိပ်ပိုင်းမှာတန်ရှင်းကြီးနဲ့လေ့ကျင့်ခန်းပစ္စည်းများအပြင်အပင်နဲ့သတ္တဝါတွေအပေါ်လရဲ့ပဝန်းကျင်တည်ရောက်မှုကိုလေ့လာဖို့ဇီဝဗေဒသက်ခွဲခန်းပါဝင်ပါတယ်တတိယအတက်ကအာဂါတယင်ရှိမှုတွေရဲ့အဓိက လူနေခန်းကတိများဆေးပတ်ဆိုင်ရာစခန်းမိဖို့ချောင်းနဲ့ ကွန်ပျူတာအလုပ်လုပ်တဲ့နေရာပါဝင်ပါတယ်။ယာယီအခြေအနေကနေကြော်လွန်ပြတာနဲ့လုံခြုံမှုပေးမယ်။အမြဲတမ်းအဆောက်အုံများစတင်တည်ဆောက်ဖို့လိုအပ်ပါတယ်။ဒါမှသာအန်ဒီရဲ့ရှိတဲ့စัจဂျာဝလာတဲယောင်ကြီးကနေကာကွယ်နိုင်မယ်။လာရဲ့နေညအကူချင်းလုပ်ခဲ့မှုတန်ကိုရှင်းချနိုင်မယ်။ပြီးတော့အုတ်ကခဲငယ်တွေထိခိုက်မှုကနေလည်းအကာအကွယ်ရပါလိမ့်မယ်။ဒီလိုလှုပ်ဆောင်ဖို့အတွက်လူသားတွေရဲ့ဘေးတူကာပညာအစကိုပြန်သွားရပါမယ်။အုတ်တွေနဲ့ ီဆောက်ချင်းပါမယ်။လရဲ့မျက်နှာပြင်ကိုအရေးပြော်ပြီးလမ်းခင်းနိုင်သလိုမျိုးလဖုံမုံကိုတိဆောက်ရေးအုပ်တွေဖိအောင်ဖုံနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်။တရုတ်နိုင်ငံကလည်းကိုပိုင်လအုပ်တွေကိုစတင်ဆန်းတန်နေပါပြီ။သူတို့ရဲ့ရည်မှန်းချက်ကတော့ Moon Pot Vessel လို့ခေါ်တဲ့ကူးပုံတရံအဆောက်အုံကိုစက်ရုပ်တွေနဲ့တိဆောက်ဖို့ဖြစ်ပါတယ်။2024ခုနှစ်မှာတရုတ်နိုင်ငံဟာအတူပြုတ်လုပ်ထားတဲ့လမေတာ၅မျိုးကနေ ုတ်တွေဖန်ပြီးပြီးအဲ့ဒီအုတ်တွေကိုတီဟန်ကုန်းအာဂါသောစခန်းရဲ့ညီပဆန်တပ်မှုနေရာမှာ၃နှစ်ကြာအာဂါသရဲ့ပြင်းထန်တဲ့အခြေအနေတွေကိုခံနိုင်ရရှိမရှိဆန်တပ်စစ်ဆေးနေပါတယ်။ Skyports လို့ခေါ်တဲ့ American Company တခုမှဖန်အေးပြောခြင်းနဲ့နေထိုင်စခန်းတည်ဆောက်ခြင်းကိုပေါင်းစပ်ပြီးအီယာမဆက်လုံးပုံတရံအဆောင်အုံတစ်ခုတိဆောက်ဖို့စိတ်ကူးတစ်ခုရှိပါတယ်။ဒါဟာဖန်မှုချင်းကိုကြီးမားတဲ့ပုံစံနဲ့လှုပ်ဆောင်တာပါပဲ။ လဖုံမုတ်ကိုအပူပေးပြီးအေးပြောရေးထစ်လာအောင်လုပ်ပြီးဖီအားပေးထားတဲ့တန်းငွေတွန်းပြီးအီယာမဆက်လုံးပုံစံဖောင်းပွားစေမှာမလေဒူးမရှိစွဲငင်အားအလိုနဲလာကြောင်းအလိုအမင်းအားထုတ်เสียရမလို့ပဲအဆောက်အုံဟာပြိုကျခြင်းမရှိဘဲကြီးမားလာနိုင်ပါတယ်ပြီးတော့အတွင်းမှာလေလုံနဲ့အလွှာများစွာကိုဖမ်းထုတ်ပြီးသက်စင်ကာကွယ်မှုနဲ့အပူရှက်ကမှုဖြစ်နိုင်ပါတယ် လာဘော်မှာအခြေချနေထိုင်ဖို့အတွက်စွိုင်းမရှိရင်ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူးအခုချိန်ထိလာဘော်မစ်ရှင်အများစုကနေစွိုင်းကိုထုံပြခဲ့ကြပါတယ်ဒါပေမဲ့လာဘော်မှာပြဿနာတခုရှိပါတယ်လာရဲ့လေပတ်လုံးနေတာကြောင့်နှစ်ပတ်ကြာတဲ့နေ့နဲ့နှစ်ပတ်ကြာတဲ့ညတန်ပြရှိပါတယ်လေမှုတွေရဲ့အနေငယ်ပဲနေခဲ့တဲ့လူသားမစ်ရှင်တွေအတွက်ဒါကပြဿနာမရှိပေမဲ့အများရန်နေထိုင်တဲ့ Jesus Camp တော့14ရက်ကျမှမနေတဲ့ညအလို့ခက်ခဲရှိပါတယ်နေစွိုင်းရဲ့တုံးကျင်နေစခန်းတွေဟာညဘက်မှာအေးခဲသွားပြီးမနေ့ပြန်လည်ချိန်မှာအများစုကပြည့်စည်သွားတယ်ပါတယ် ။ဟောဆိုရာကရေခဲရှာဖွေဖို့ပြင်မှတ်ထားတဲ့လရဲ့တာဝန်ရိုးဆွဲနေရအများစုကအမြဲတမ်းအရေးကျနေတဲ့နေရာတွေဖြစ်ပါလေ။ဒါကြောင့် nuclear ဆိုရင် nuclear power ကိုပြောင်းလဲအသုံးပြုဖို့လိုအပ်ပါလေ။အာဂါဒါထဲမှာ nuclear ဆိုရင်ဆိုတာအစ်စ်တော်မဟုတ်ပါဘူး။ NASA က Mars ပေါ်မှာ nuclear သုံး rover တွေတုံးနေတာဆယ်စုနှစ်တခုကျော်ပြီ။ဒါပေမဲ့ဒါတွေဟာတကယ်ကြီးပြုတ်ကွဲမှုကနေ အဖို့ထုတ်ယူပြီးလျှက်စစ်ထက်အနှဲငယ်သာထုတ်လုံနိုင်တဲ့အလွန်သေးငယ်လေးဓာအားပေးဆက်ဒီပါမြို့တစ်မြို့ကို စွဲရင်ပေးဖို့အတက်တော့မခင်နိုင်ပါဘူးဒါကြောင့် Nesta က Fission Surface Power Project လို့ခေါ်တဲ့ Nuclear ဓာအားပေးစက်ရုံတစ်ခုကိုဖန်တီးနေပါတယ်ဒီစနစ်ဟာကမ္ဘာပေါ်ကစက်ရုံတွေမှာတုံးတဲ့ Uranium ကို Atom ခွဲခြမ်းပြီးအပူထုတ်လွတ်တဲ့နီလန်းကို အသုံးပြုပါတယ်အဲ့ဒီအပူကို Brayton Converter ဆိုတဲ့နည်းပညာနဲ့လက်စစ်တပ်အဖြစ်ပြောင်းလဲပေးမှာပါ။ Nuclear ထပ်ပေါင်းဖို့ကို အမြဲတမ်းအရေးကြနေတဲ့ကြွမ်းဝမ်းနေတဲ့ထားမယ်ဆိုရင်အပူလွန်ကဲမှုပြဿနာကိုလည်းဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ဒီတပ်ပေါင်းဖို့တွေဟာအရွယ်ဆန်းတင်းကြရပါမယ်။ Nesta ကအလေးချိန်6 metric ton အောင်နဲ့ပြင်းမြကားတစီးထံမကြီးဖို့တတ်မှတ်ထားပါတယ်။ Rolls-Royce လို့ကုမ္ပဏီမျိုးကလည်းဒီဇိုင်းကိုဥရှောင်နေပြီးသူတို့ရဲ့ micro reactor ဟာ 50 kW ကနေ100 kW လျှစ်တဲ့ထုတ်လုပ်ကိုရည်ရွယ်ထားပါတယ်။အဲ့ဒီပမာဏဟာစတင်တည်ထောင်မဲ့လဘော်အခြေစကန်ငယ်လေးအတွက်လုံလောက်ပြီးဇက်ရုပ်အနှဲငယ်ပေါင်းထက်လက်ယုံနဲ့လဘော်မျိုးတော်တစ်ခုကိုစွန့်လင်ပေးနိုင်မှာဖြစ်ပါတယ်။ဒီအရာတွေအားလုံးဟာအာကာသတဲကပထမဆုံးလူသားစကန်ဖြစ်လာပါလိမ့်မယ်။လဘော်မှာနေထိုင်ယုံတာမကကြီးဘော့တိုးတဲ့အောင်တိဆောက်ပြီးချဲ့ထွေနိုင်အောင်လုံဆောင်နိုင်ခဲ့မယ်ဆိုရင်အာကာသတဲကဖြစ်နိုင်ခြင်းအသစ်တွေကို ွင့်လစ်ပေးနိုင်မှာဖြစ်ပါလေဒါဟာလူသားတွေဘယ်သူမှမရောက်ဘူးတဲ့နေရာစီကိုရဲဝံစွာရှေ့ဆက်သွားခြင်းပဲဖြစ်ပါလေဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးပါနောက်နေ့မှပြန်တွေ့ကြပါမယ် follow and subscribe လေးလုပ်ပြီးကူညီပေးကြပါဦး